မင်္ဂလာပါရှင်ရန်ကုန်ကိတ္တချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာလူပေါင်းနှစ်သန်းခန့်ရေပေးတဲ့နေထိုင်းနိုင်ငံတောင်ပိုင်းဒေသကပြည်နယ်ဆယ်ခုထက်မနည်းမှာရေကြီးရေရှမ်းမှုဖြစ်ပွားနေပြီးတော့လူပေါင်းတိတိသမကိုသန်းခန့်မှာရေပေးအနေနဲ့ကြုံတွေ့နေရလို့သဘောမဘေးအနေနဲ့ကာကွယ်ရေးနဲ့ရှော့ပိုင်းဌာနကပြင်မှတ်နေမှာပြောကြားထားပါတယ်။ထိုင်းတောင်ပိုင်းကဟဲရိုင်းစူရထာနီကရာဘီနှခုန်စီတရမတ်ဒရန်ဘတလွန်စာတုံဆောင်ခရာပတ္တနီနဲ့ နရာတီဝါဆိုင်ဒင်တာတွေမှာရေကြီးရေရှမ်းဆက်လက်ဖြစ်ပွားနေပြီးခရိုင်92ခုကကြေးရွာပေါင်း4100ကျော်မှရှင်းနေမြို့နေကြောင်းသိရပါတယ်။မဆိုပါကြေးရွာတွေမှာအိမ်တော်စု9300ခန်းကလူပေါင်းတသသမ6000တန်းမှရေပေးတံခန်းစားနေရပြီးတချို့ဒေသတွေမှာရှင်မျက်နှာပြင်ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ နိုဝင်ဘာလ29ရက်ကနေပြီးယနေ့ထိတောင်ပိုင်းနဲ့တောင်ပိုင်းအောက်ပိုင်းနေမှာမုတ်တုံလင်းဖျားနဲ့ရဝန်းကြောင့်မိုတီထန်စာရွာသွန်းကရေလွှမ်းမှုခံရခြင်းဖြစ်ကြောင်းတော်ဝင်ဆင်မြောက်ဦးစီးဌာနရဲ့ Smart Water Operation Center ကထုတ်ပြန်နေရေလွှမ်းမှုမှုကြောင့်တိုင်းသူပြည်ထိုင်းပြည်သူများပြားမှာအိုးမဲ့အိမ်မဲ့ဖြစ်ကအကျက်တဲ့အဆင်ကိုရောက်ရှိနေပြီးတချို့ဒေသတွေမှာရေကျဆင်းနေတော့လဲလူပေါင်း၄သိန်း၈၀၀၀ကျော်မှာရေပေါ်ရွှေ့ပြောင်းထားရကြောင်းဆိုပါတယ် တောင်ပိုင်းရဲ့ကြီးရေရှမ်းမှုတန်ခံရသူတွေအတွက်ထိုင်းပြည်မင်းမြတ်ကဆွေရင်ပူပန်ကြောင်းပြောကြားပြီးကေစိန်လုပ်ငန်းတွေကိုအပြည့်အဝလှုပ်ဆောင်ပေးရန်ဆွေရောက်ပွဲနဲ့ဌာနဆိုင်အတာဝန်ရှိသူတွေကိုအမိန့်ပေးထားကြောင်းသိရတယ်။အနေအရှိအဆောင်တွေကနေလူတွေကိုကဲတင်ရတဲ့ဘေးကင်းသောနေရာတွေကိုအမြန်ဆုံးပြောင်းရွှေ့ရန်ပြင်အစားအစာနဲ့တောက်ရည်တွေအပောင်းဝင်းမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပံ့ပိုးပေးရအတွက်လေလေလိုအပ်ကြောင်းဘီရင်ကအထူးလေးပေးပြောကြားခဲ့ပါတယ်။လက်ရှိထိုင်းဝန်ကြီးချုပ်အနုတင်ကလည်းရေပေးသင့်ပြည်သူတွေအားချိန်နဲ့မျှ ကူညီကယ်ဆယ်ရေးတွေပြုလုပ်နေပြီးနှောင့်နှေးကြမ်းကြာမှုမရှိစေဖို့ဦးစားပေးဆောင်နေရလို့ယမန်နေမှာသတင်းမီဒီယာတွေကပြောကြားထားပါတယ်။ဆလဘီထိုင်းတောင်ပိုင်းနှစ်ပေါင်းများစွာအတွင်းအဆိုးဆုံးရေကြီးမှုထိုင်းနိုင်ငံတောင်ပိုင်းဒေသချို့ဟာနှစ်ပေါင်းများစွာအတွင်းအဆိုးရွာဆုံးမိုးသီးထန်တဲ့ရေသွင်းမှုတွေကြောင့်ရေပေးသင့်နေပြီးနိုဝင်ဘာ26ရက်နေ့ထိအချိန်နဲ့ရသေးဆုံးစဉ်73လောက်ထိရှိရခဲ့ပါတယ်။ ကန်ရိုးတဲ့ဧရိယာတွေပါဝင်မလေးရှားနဲ့နယ်စပ်တိစရာပြည်နယ်ရှေ့ခိုးလောင်မှာရေပေးတဲ့အခြေအနေကြုံနေရတာဖြစ်ပြီးတချို့နေရာတွေမှာမိုးရင်ကျိန်2မီတာလောက်ထိလွန်းလွန်းကဲကဲရွာသွန်းခဲ့ပါတယ်။ရေပေးတဲ့ကဲစဲလုပ်ငန်းတွေဆောင်ရဖို့အတွက်လည်းလင်းရင်တင်သင်မော့စေလို့ပေးဖို့ထိုင်းရတကစီစဉ်နေတယ်။ရေပေးတဲ့ဒေသတွေအတွက်လိုအပ်တဲ့ကဲစဲပစ္စည်းဝန်ထမ်းတွေပါရှိမဲ့လှေဆက်နှစည်းပါရင်းအောင်စုကိုစေလို့ပေးမယ်လို့လည်းထိုင်းရတကနိုဝင်ဘာ25ရက်နေ့မှာကြေညာခဲ့ပါတယ်။အဲဒါအပြင်အရိခေးစင်မှာရေတဲ့ တစည်းတဲ့တော့လင်ရင်တင်သင်မောချာကရီနူရူဘက်ကလည်းလိုက်ပါသွားမှာအဲဒီလင်ရင်တင်သင်မောမှာရဟတ်ရင်နေဆရာဝန်တွေပြင်နေ့စဉ်လူပေါင်း3000ကျော်အတွက်အစားအစာချက်ပြုတ်ကျွေးမွေးနိုင်မယ်ရွေးလျားမိဖို့တွေမှာတင်ဆောင်သွားမယ်လို့သိရတယ်ချာကရီနူရူဘက်ဟာပို့စားလင်ရင်တင်သင်မောအဖြစ်တိစောက်ထားပေးမယ်လက်ရှိမှာရဟတ်ရင်တွေအတက်ဆင်ပြုတ်လို့ရပလက်ဖောင်းနေနဲ့ပဲအဓိကအသုံးပြုနေပါတယ်ကြာဂရီနရူဘတ်အပါအဝင်ရေတပ်အုပ်စုဟာတော်ဝင်ရေတပ်အမင်းရကယ်ဆယ်ရေးလုပ်ငန်းတွေဆိုင်ဖို့ထွက်ခွာမယ်လို့လည်းကြေညာခဲ့ပါတယ် တချိန်တည်းမှာပဲအဲ့ဒီလိင်တင်သင်းမောရေပင်တင်ပြတွေကိုကူညီပေးမဲ့ရေပေါ်စေယုံနယ်လည်းအသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုရင်ထိုင်းတောင်ပိုင်းကရေပေးသင့်မှုတွေကိုတက်ရောက်ခန်းစားသူဦးရောနှစ်တန်းနီးပေါက်လောက်ထင်များပြပါရယ်ရေပေးနေတဲ့ဒါတွေရာဘာဆိုင်ပြိုထုတ်လို့မှုအဓိကရောင်းနေဖြစ်ပြီးလက်ရှိချိန်တွေကြောင့်ရာဘာဈေးကွက်ပေါ်ကြီးမှရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့လည်းလေးလာသူတွေကသုံးသပ်ထားကြပါရယ်ဆလပင်းချောင်းမြို့နယ်မှာစစ်သား၄ဦးတနက်တက်လက်ယူဆောင်လာပြီးလင်းဝင်းမကွေးတိုင်းချောင်းမြို့နယ်မှာစစ်သား၄ဦးတနက်တက်လက်ယူဆောင်လာပြီး ။အလင်းဝင်ရောက်ခဲ့ကြောင်း၆မြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့တောင်းရှိသူကပြောပါရယ်။နိုဝင်ဘာ၂၆ရက်နေ့မှာစစ်တပ်ကစစ်သားလေးဦးကတနက်တလက်ယူဆောင်ပြီး၆မြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့တံကိုအလင်းဝင်ရောက်လာခဲ့ခြင်းလည်းဖြစ်ပါရယ်။ထို့သောအလင်းဝင်ရောက်လာတဲ့စစ်သားလေးဦးတနက်တလနဲ့ခဲနေယူဆောင်လာခြင်းကြောင့်ချောင်းမြွနယ်ပကဖကကွန်ပျူစုံွေးချင်းမြင်ပေးခဲ့တယ်။ချောင်းမြွနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ထံကိုချိန်ဆက်ပြီးအစိကောင်စီတပ်သားလေးကလက်နက်ခဲနေတဲ့အတွက်အလင်းဝင်ရောက်လာတဲ့အတွက်ကွန်ပျူစုံွေးချင်းမြင်ပေးခဲ့ပါတယ်။ ဆက်လက်ပြီးအလင်းဝင်အောင်လာမဲ့သူတွေကိုလည်းဖိတ်ခေါ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူကပြောတယ်ဆလဘီဂျမ်ဖတ်စစ်တပ်ထံမှတာဝန်ထမ်းဆောင်လိုခြင်းမရှိအစ်စ်သားရဲနဲ့စစ်မှုရန်တပ်သားများအနေဖြင့်လည်းအမျက်ဆုံးအလင်းဝင်ရောက်ကြရန်နဲ့အလင်းဝင်ရောက်လာသူတွေကိုလည်းနှွေးထွက်စာကြိုဆိုတော်မူဖြစ်ကြောင်းချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။ ဆက်လက်ပြီးမင်းတို့မြို့နယ်မှာစစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆက်ဖန်စီခြင်း၊မူရင်စင်ရောင်းဝယ်မှုလှုပ်ဆောင်တဲ့ပြူစောတီကောင်းစားတဲ့ပွဲဖြစ်သူနေသွေးကို PDF တဖွဲ့ကရှင်ဖန်စီမကွေးတိုင်းမင်းတို့မြို့နယ်မှာဂျက်ဖက်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆက်ဖန်စီခြင်း၊မူရင်စင်ရောင်းဝယ်မှုလှုပ်ဆောင်တဲ့ပြူစောတီကောင်းစားတဲ့ပွဲဖြစ်သူနေသွေးကို PDF တဖွဲ့ကရှင်ဖန်စီခဲ့ကြောင်းတရက်ခန့်အမှတ်လေးတိုင်းနဲ့တရင်ပြန်ကြားတဲ့တောင်ခံကိုမြက်ကပြောပါရယ် နိုဝင်ဘာ25ရက်မနက်7:00နာရီကမှမင်းတို့မြို့နယ်ညောင်မင်သာကျန်းမှာနေထိုင်တဲ့ကျန်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်း၊မွေးရစေရောင်းဝယ်မှုတွေလုပ်ဆောင်တဲ့ပြူစောထိကောင်းဆောင်စုပိုးပြရဲ့တပည့်ဖြစ်သူနေသွေးကိုလည်း PDF တဖွဲ့ကပသိမ်မောင်းလမ်းပိုက်မှာမွေးရစေဝိုင်းနဲ့အတူရှင်ဖမ်းဆီးခဲ့ပါတယ်။ဖန်စီရမြေပြူစောတိကောင်းဆောင်ဖို့ပြရတဲ့ဘက်ဖြစ်သူနေသွေးထံကနေမှုရဲ့ဈေးဝါ WI လုံးရဲ့တတောင်သိန်းစီရရှိခဲ့ပြီးတော့နေသွေးဆိုသူကပသိမ်မွာလမ်းပါခီးတော်ပြည်သူတွေထံကနေစက်ကြီးတောင်းခံပြီး ကျေးရွာတွင်မှရှိတဲ့အကြမ်းဖက်စစ်တပ်နဲ့အတူလူငယ်တွေကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးခြင်းတွေကိုလှုံ့ဆော်နေကြောင်းသိရတယ်။နေသွေးကမင်းတို့မြို့နယ်ပြည်စော်ဒီကောင်းဆောင်ဖိုးပြနေတူညောင်ပင်သာကျေးရွာကိုလည်းချင်းပြုတ်ပြုတ်မှုရစေဝါမှောင်ကိုရောင်းချာလောင်းကစားရည်လည်းလောက်တဲ့ပသိမ်မောကလမ်းပေါ်မှာလည်းဂိတ်တွေဖွင့်ပြီးခီးတော့ပြည်သူတွေစီကပတ်စံကောက်တဲ့ တပ်သားတင်းစုဆောင်တဲ့နေရာတွေစစ်ကြောင်းထွက်တဲ့နေရာတွေမှာလည်းသူတို့ကပါဝင်ကြတယ်။လက်ဗရန်ကျောက်စုကတခြားကျောင်းမှာစစ်ခွေနဲ့ပူပေါင်းပြီးပေါ်တောင်ဆက်ဖန်းစီရိုင်နဲ့လုံဆောင်တယ်။သူ့ကိုတွေ့ရတဲ့တင်းရလို့ဖမ်းလိုက်တယ်။မင်းတို့မျိုးဘက်ကိုဆိုင်ကန်နဲ့သူတအုပ်နဲ့ထွက်လာတဲ့အချိန်ကျွန်တော်တို့တင်းရလို့ဆောင်ပြီးဖမ်းလိုက်တာပါ။ကျွန်တော်တို့ဆက်လက်ဆက်စီနေတော့မှဆလဘီစစ်စစ်စရာရှင်ညွှန်ကြားမှုတိုင်းဆက်လက်အေးအေးယူဆမ်းမှာလို့တရက်ခဲမှတ်လေးတိုင်းတရင်နဲ့ပြန်ကြိုင်တောင်းကန်ကိုမြတ်ကပြောတယ်။ဆလဘီဘကိုတိုင်းစစ်စင်တိုက်ပွဲမှာစစ်တပ်ကဆယ်ဦးတေဆုံးပြီလက်နဲ့ခံရနေတိုင်းစီရရှိတယ်။ဘကိုတိုင်းစစ်စင်တိုက်ပွဲတွေမှာစစ်တပ်က ဆယ်ဦးတိုက်စုံပြီးလက်နက်ခဏနေသိမ်းဆရာရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နှစ်ဆစ်စင်နဲ့မြေကတရင်ထုတ်ပြန်နေ။နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းမှာမကိုတိုင်းတော်ရိခိုင်ကျိုးပင်ကောင်းမျိုးဝင်းစစ်တဲ့ဂိတ်စကန်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်ဆစ်စင်နဲ့မြေပကိုတိုင်းစစ်ဌာနပြူဝ20နှစ်အမှတ်383ညနေတက်ရင်တက်ခွေလေးကတိုက်ခိုက်ရမှာစစ်တဲ့ဂိတ်စကန်ကတွေ့ရဲကျော်စင်ထုံးပါဝင်အကြပ်ဆက်သားရဲ့နေရာတွေတည်ဆောင်းခဲ့ကြတဲ့ စစ်သားနှုတ်ထက်မနေထိခိုက်တယ်ရရှိပြီးတော့၎င်းတို့ဂိုင်ဆောင်အုံပြီးလက်နက်တွေကိုတင်စီရရှိခဲ့တယ်။ထို့ပြင်နိုဝင်ဘာလ23ရက်နေ့ပဲကိုတိုင်းပေါင်းတံမျိုးနဲ့မှတ်တိုင်နဲ့မြေစကန်ကနေကြောင်ကြီးတောင်ထိုင်တက်စကန်ကိုအင်အားဖြည့်တင်ရန်စစ်သား30ခန်းတင်ဆောင်လာတဲ့ဖောကားကိုလည်းအမှတ်နှစ်ဆက်စင်ရင်နဲ့မြေပဲကိုတိုင်းစစ်ဌာနပြောင်းနှက်ဆက်တဲ့အမှတ်363ရက်တန်ရင်တက်ခွင်းကမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ဆလပြောဒုစိကောင်းဆောင်ဇုံဝင်ကစစ်အုပ်စီအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇုံဝင်မြင့်ကိုအရက်ဖက်ဝင်ကြီးဌာနကိုပြောင်းရွှေ့လိုက်ပြီးဗိုလ်ချုပ်ထုံဝင်ကိုစားထုတ်ခန့် ကြပ်ဖတ်ဒုစစ်ကောင်ဆောင်ဇော်ဝင်ကစေဦးစီးရာရှိကျော်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်မြင့်ကိုရက်ဖတ်ဝင်ကြီးဌာနကိုပြောင်းရွှေ့လိုက်ပြီးအတက်မတော်လေးကနေဗိုလ်ချုပ်ထုံးဝင်ကိုစားထုတ်ခန့်လိုက်ကြောင်းလေတက်အတိုင်းဝန်နဲ့စီဒီအမ်ဗိုလ်ကြီးဇင်ယောကပြောပါရတယ်။အနောက်မြောက်တိုင်းစစ်ထောင်အနာကျောက်တိုင်းမှုဘုံမှုကျောက်မြုံဝင်ထွေကိုလက်ပေးလက်ယူမှုစစ်စင်တာဝန်မကျေမှုတွေနဲ့ခေါ်ယူစစ်ဆေးပြီးတော့စေဦးစီးရာရှိကျော်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်မြင့်နဲ့ပတ်သက်တဲ့အရှုပ်တော်ပုံတွေပေါ်ပေါက်လာကြောင်းထို့ကြောင့်စေဦးစီးရာရှိကျော်ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်မြင့်ကိုစစ်ဘက်ရာထူးကနေအနာပေးကနိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လိုက်ပါတယ်။ ဒုတိယဘုံကျော်ကြီးဆောင်ဝင်းမြင့်ရာထူးနေအောင်ဖြစ်တဲ့ဆေးဦးစင်ရာရှိကျုံရာထူးကိုတမတော်လေးကဘိုးချုပ်ထုံဝင်းကိုစားထုတ်ခံလိုက်ပါတယ်နရှင်ဆေးဦးစင်ရာရှိကျုံဒူးဘော်ကျောက်ကြီးဇောင်းဝင်းမြင့်ကိုရာထူးကအနာပိနေရာပြောင်းရွှင်မှုနဲ့၎င်းနဲ့ဆက်ဆက်နေတဲ့ဟ ோம் လီလေတဲ့စကန်ကအရာရှိကြီးတွေကိုလည်းစစ်ဆေးခံမိဆဲတဲ့တွင်ထွက်ပေါ်နေကြပါတယ်။လေတဲ့ဦးစီကျုံအချိန်ပြောင်းဖြစ်လာတဲ့အတွက်နောက်ပိုင်းလေတဲ့စကန်ကျုံမှုတွေစကန်မှုတွေပါအချိန်ပြောင်းရှိလာနိုင်တယ်။အခုသူတို့ကတော့ နေတဲ့ကိုပါ reform လုပ်တယ်နေထားမျိုးတော့မြင်ရတယ်တင်ချာတာကတော့ညိတာတော့ညိတယ်ညလုံးမလို့ရက်ဖက်ကိုပြောင်းတယ်ပထမဦးစားပေးကတော့ homeless leader scan ကလည်းသူလည်းရက်ဖက် leader scan ကိုပြုံလာတာဆောင်ကြည့်နေတော့မှာပဲဆက်လက်ပြီးတော့ဂျိုးပင်ကောင်မျိုးဝင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုသူ့ရဲ့ကြော်စင်ထုံးအပါဝင်စစ်တပ်ဘက်ကငါးဦးသေဆုံးပြီးတနက်၃လက်တိမ်စင်ရရှိပဲခိုးတိုင်းဂျိုးပင်ကောင်မျိုးဝင်ကိုဝင်ရောက်တိုက်ခိုက်ရမှာသူ့ရဲ့ကြော်စင်ထုံးအပါဝင်စစ်တပ်ဘက်ကငါးဦးသေဆုံးပြီး တနက်သုံးလက်တင်းစီရရှိကဲကြောင့်တာရီခိုင်တိုင်တုံးရှိသုံးညနဲ့တက်ခွေလေးမြောက်ပြောက်ကြားတပွဲအုပ်ဖို့တာဝန်ရှိသူကပြောပါတယ်။ထိုတိုက်ခိုက်မှုတွေမှာဂျက်ဖက်စစ်တပ်ကအတွေ့ရဲအကြောစင်ထုံးနဲ့ပြူစောတီလေးဦးနေရာမှာတင်ဆောင်ပြီးနှောင်းပြင်ထန်တရားရှိခဲ့တယ်။တိုက်ခိုက်မှုဖြစ်ပွားပြနောက်မနက်9:30မိနစ်ခန့်မှာစစ်စေးကိန်းကိုတင်ပတ်ရရှိပြီး MA 33တနက်တလက် G3 တနက်တလက် G4 တနက်တလက် G3 G40 တောက် ။ MA30 ဂျင်20တောင်းဂျီပေါ3ခုလက်ပြဘုံ3လုံးနဲ့လက်ထိပ်တစ်ခုကိုသိမ်းဆီရရှိပြီးအပြန်အလှန်ပြစ်ခတ်မှုတွင်တော်လင်းရေပေါ်တအုပ်ကြာဆုံးခဲ့ပါတယ်။ တောင်ရီကန်တိုင်းအောင်ရှင်တုံညာနဲ့တက်ခွဲလေးမြောက်ပြောက်ကြားတက်ခွဲအုပ်ဖို့တက်ခွဲနေဖြင့်ပြည်သူနဲ့တော်လိုင်းတက်ခွဲတွေကိုဒုက္ခပေးနေစစ်သားရဲနဲ့ပြည်စော်တဲ့အပြင်၎င်းတို့တောက်တိုင်းတွေကိုပါအရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်ပြီးပြည်သူများအနေနဲ့၎င်းတို့နေတော်လာနေထိုင်ခြင်းနဲ့လုံးဝမပြုလုပ်ကြရင်အသိပေးပြောဆိုထားပါတယ်။ဆက်လက်ပြီးမုံမိတ်မြို့ရဲစစ်တပ်ဝင်လာပြီးနေအိမ်တွေမှာတက်ဆွဲနေမုံမိတ်မြို့အတွင်းကိုနိုဝင်ဘာ25ရက်နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားချွန်းကဝင်ရောက်လာပြီးနေအိမ်ချို့မှာတက်ဆွဲထားလို့မြို့ခန်းကြီးကပြောတယ်။ မိုးမဲမြို့မှနေတဲ့နောက်ထပ်ဒေသခံတွေကလည်းတောင်ပိုင်းနဲ့မြောက်ပိုင်းကပုံများတဲ့ကားနဲ့ခြားတစ်မြို့လုံးလိုက်ချတယ်။နေ့လည်းကျွန်တော်မြို့နယ်သွားသူတို့အဖွဲ့လိုက်ရောက်နေပြီလို့ပြောပါတယ်။နေအိမ်တွေမှာကြောက်ကြားယူနီဖောင်းတွေနဲ့တွေ့လို့ TNL တပ်ဖွဲ့ဝင်တွေလို့ကနောက်ထင်ခဲ့ပေမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းညနေပိုင်းမှာအတီးပြုံနိုင်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေက TNL ကဦးဆောင်ပြီးမိုးကောင်းနဲ့မိုးမဲမြို့နယ်ခေါ်သွင်းလာသတင်းတွေထွက်ပေါ်နေပေမဲ့ TNL ကရှင်းလင်းချက်မရှိဘဲနှုတ်ဆက်နေတယ်။မိုးမဲမြို့ပေါ်မှာရက်ွက်ဆယ်ခုရှိပြီးဒေသခံ၃၀၀၀ကျော်ကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့လည်းသိရတယ်။ စေကောင်စီတက်ကားတွေကမိုးကုံမျိုးကနေ DNL တက်ဖို့ဝင်နေတဲ့တူဝင်ရောက်လာကိုဒေသခံတွေကပြောတယ်။ DNL ရဲ့ဆောင်ဖြတ်ချက်တွေပုံကိုတွယ်လုံးရေးပေါ်အတိုင်းဝိုင်းနဲ့ပြည်သူလူထုကပြင်းပြထန်ထန်ဝေဖန်နေပေမဲ့ရှင်းပြခြင်းမရှိသေးပါဘူး။မုံမိမျိုးကချင်လွတ်လည်အတမ်တော်ထိန်းချုပ်ထားမပိမြွနယ်နဲ့လည်းဆက်ဆက်နေရင်မုံမိမျိုးနီးမှာ KIA တက်ရင်34ရင်းရှိပြီးလက်ရှိချိန်ဒီစစ်အပြင်းစင်ထားမှုတွေမရှိပေမဲ့အကဲတွလိုင်းအင်အားစုတွေကစစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုပါကအခုညီပေးသွားဖို့ရှိရလို့လဲ KIA ပြန်ကြိုင်းတောင်းကံပုံမှုကြီးနော်ဘူးကပြောပါတယ် တရားနယ်လေးနဲ့စစ်ကောင်စီကအော်တိုဝါ28 28ရက်ကတရုတ်နိုင်ငံကုမင်းမြို့မှာဆွေးနွေးပြီးတော့သတ်မှတ်ကာလအတွင်းမိုးကုန်းနဲ့မမိတ်မြို့နယ်ကနေတိုင်းတက်တွေပြန်လည်ဆုတ်ခွာမယ်လို့တရားနယ်လေးကထုတ်ပြန်ခဲ့ပါတယ်။တရားနယ်လေးရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့တရားနယ်လေးပြန်ကြားတောင်းခံလေးယူကိုဆက်သွယ်ပေးမယ်လို့အဆက်အသွယ်ရရှိမှုမရှိပါဘူး။နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။